င်္ဂလာပါခင်ဗျာမြန်မာ Global New Hack ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ International Credit Group ICG ရဲ့2025ခုနှစ်မှာစောင့်ကြည့်ရမယ့်ပဋိပက္ခ၁၀ခုစီးရင်ထဲမှာအရှိအလေပိုင်းကစစ်မြေပြင်တွေကနေမြန်မာပြည်တွင်းစစ် Ukraine ရဲ့ရှုပ်ထွေးမှုတရုတ်အမေရိကန်တင်းမာမွန်အထိကမ္ဘာအနေရဲ့အခြေစုံအချက်တွေကိုဖော်ပြထားပါတယ်ဒီဗီဒီယိုမှာဒီပဋိပက္ခတွေရဲ့နောက်ွယ်ရအကြောင်းရင်းတွေဘလို့ဆက်ဖြစ်လာနိုင်မလဲကျွန်တော်တို့ဘာတွေသိထားသင့်လဲဆိုတာတွေကို အသေးစိတ်တင်ပြပေးတော်မှာဖြစ်ပါတယ်။ကဘာကြီးမတင်မငင်ဖြစ်နေတဲ့ကာလမှာရွေးကောက်ခံအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အင်ပြိုကိုပြန်လည်ရောက်ရှိမှုဟာအခြေအနေကိုပုံမဆိုးဝါးသွားစေနိုင်ပွဲရှိနေပါတယ်။ချုပ်ထွေနေပြီးသားကဘာကြီးကိုထရန့်ကဘလို့ကင်တွယ်သွားမလဲဆိုရလဲစိတ်ဝင်စားဖွယ်ကောင်းလာပါတယ်။အရှိအလေပိုင်းမှာတော့2023ခုနှစ်အော်တိုဘာလ9ရက်နေ့ကဟာမတ်ကအစ္စရေးကိုတိုက်ခိုက်မှုကနေစတင်ခဲ့တဲ့ဂွင်းဆက်တုံ့ပြန်မှုတွေဟာ တစ်နှစ်လုံးအတွက်ကြီးမားတဲ့ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။အစ်ရွေးဟာဂါဇာဝအပြည့်စည်ရဲ့အောက်မှာမြုံနှံလိုက်ပြီးအကြံဖက်အဖွဲ့တွေကိုတုံးကဂျာခန်စစ်ဖန်တီမန့်အီရန်ရဲ့အစီအစဉ်ကိုအားနည်းသွားစေခဲ့ပါတယ်။တီဟီယန်ရဲ့ကာကွယ်ရေးတွေကိုဖျက်ဆီးပစ်ခဲ့ပြီးအစ်လမ်မက်တပုံတွေကိုစီးရမှာအာဆက်မိသားစုရဲ့နှစ်90ကြာအာနာရှင်စနစ်ကိုဖျောက်ချဖို့အခင်ကျင်းတစ်ခုကိုမတော်တဆဖန်တီးပေးလိုက်မိပါတယ်။အာရှမှာတော့တရုတ်ဟာအမေရိကန်အပါအဝင်မဟာမိတ်တွေနဲ့အင်အားပြိုင်နေပြီး တောင်တရုတ်ပင်လယ်ထိုင်ဝမ်နဲ့ကိုရီးယားကျွန်းစင်တွေမှာတင်းမာနေတဲ့အခြေအနေတွေဟာတဖြည်းဖြည်းပုံမအန္တရာယ်ရှိလာနေပါတယ်။ရုရှားရဲ့ယူကရိန်းကိုတိုက်ခိုက်မှုဟာစစ်အေးတိုက်ပွဲအပြီးကလေးကစီစဉ်ထားတဲ့အစီအစဉ်တွေကိုပြန်လည်ပြင်ဆင်ဖို့ကြိုးပမ်းမှုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့သမ္မတပူတင်ကဆိုထားပြီးဥရောပကိုပုံမကြီးမားတဲ့ချိန်ချောင်းမှုတစ်ခုအဖြစ်ပေါ်ထွက်လာနိုင်ပါတယ်။အခြားနေရာတွေမှာလည်းမြန်မာပြည်တွင်းစစ်အရှေ့ဘက်မှာရှိတဲ့ဒီမိုကရက်တစ်ကွန်ကိုသမ္မတနိုင်ငံမှာ ဝန်ဒါကနေထောက်ပံ့ပေးထားတဲ့တပုံတွေနဲ့တိုက်ပွဲတွေဟေတီနိုင်ငံမှာလူသန်းပေါင်းများစွာကိုအုံမဲအိမ်မဲဖြစ်စေပြီးစစ်ပွဲထဲကြားရောက်စေခဲ့တဲ့ဂိုင်းကနာတွေရဲ့အပြိုင်မှုန့်တွေဒါ့အပြင်ဆူရင်မှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေလို့ပဋိပက္ခလှိုင်းတွေဟာစစ်စုနှစ်တွေအတွင်းတည်ဆုံမှုအများဆုံးအုံမဲအိမ်မဲမှုန့်တွေနဲ့နေရစွန့်ခွာထွက်ပြေးရမှုန့်တွေဆားလောင်မွေးတိမ်မှုန့်တွေကိုတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပုံမိုဆိုးဝါးနေစေပါတယ် ဒီပဋိပက္ခတွေကိုလှုံ့ဆော်ပေးတဲ့အရာတွေကိုရေဘူးရအဖြစ်ခြုံငုံတိမ့်သက်ဖို့ခတ်ပါတယ်။ဘာလို့လဲဆိုတော့ပဋိပက္ခတစ်ခုကျင်းစီမှာကွေးပြတဲ့အရင်ခံအကြောင်းရင်းတွေရှိနေလို့ပါ။တရုတ်နဲ့ရုရှားတခါတလေမြောက်ကိုရီးယားတို့ဟာအာရှနဲ့ဥရောပမှာအမေရိကန်ရဲ့စီစဉ်တဲ့တွင်များစွာကြာအဖြစ်ထားတဲ့လုံခြုံရေးအစီအစဉ်တွေကိုစိန်ခေါ်နေပါတယ်။အခြားနေရာတွေမှာတော့ဥဆောင်သူဒါမှမဟုတ်အင်အားကြီးနိုင်ငံတွေရဲ့စီးလုံးညီညွတ်မှုလှုံ့ဆော်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေမရှိအောင်ဟာကွက်တွေပေါ်လာပြီး နိုင်ငံကောင်းဆောင်တွေဟာယီမန်ချက်တွေကိုအင်အားသုံးပြီးဖြစ်စီဖို့အခွင့်အလမ်းတွေကိုမြင်လာကြရုံသာမကအလျှော့ပေးလိုက်ရင်နင့်နာသွားမှာကိုကြောက်ရွံ့လာကြပါတယ်။ဒါပေမဲ့အများစုသောအစိုးရတွေဟာပြည်တွင်းမှာပြိုင်ဖက်တွေကိုနှိမ်နှင်းမှုဒါမှမဟုတ်ပြည်ပမှာဖြစ်နေတဲ့စစ်ပွဲတွေကိုထောက်ပံ့မှုအင်းနင်းနိုင်ငံတွေကိုတင်ပိုက်ဖို့ဒါမှမဟုတ်အချက်အသားတွေကိုလူမျိုးရုံးတပ်ဖြတ်မှုလှုပ်ဆောင်နေကြတာကတော့မဟုတ်ပါဘူး။ဒါပေမဲ့အရာရာကိုသူတို့လက်ထက်မှာကင်တွယ်ဖြစ်ရှင်းနိုင်ဖို့စ조사နေကြပါတယ်။ သူရဲ့လှုပ်ဆောင်မှုတွေမှာအကန့်အသတ်ကတော့သူရဲ့ဂျန်သူတွေကဘလောက်ထိခုခံနိုင်မလဲဆိုတာပါပဲ။ဒါပေမဲ့စွန့်စားလှုပ်ဆောင်မှုနဲ့မြင့်တက်လာနေရာကြောင်းကန့်သက်ချက်တွေရွံ့နေသွားတာကိုခံစားမိရတဲ့ပြိုင်ဘက်တွေကဘလို့တုံ့ပြန်ကြမလဲဆိုတာကိုကြိုတင်မှန်းဆရခက်ပါရ။ဆက်ဆက်နေတဲ့ brief card တွေဟာညှို့လင်းမထားတဲ့အကျိုးဆက်တွေကိုပိုဖြစ်နိုင်ခြင်းများစေပါရ။အော်တိုဘလာ9ရက်နေ့ကတိုက်ခိုက်မှုကိုစီစဉ်ခဲ့ရဟာမတ်ကောင်းဆောင်ဟာအစ်ရွေးရဲ့တုံ့ပြန်မှုကြောင့်ဂါဇာမှာဖြစ်ပေါ်လာတဲ့ပျက်စီးမှုတွေကို ချော့တွက်ခဲ့တာသိချပါရယ်အစ်ဆွေအတွက်လည်းသူ့ရဲ့ထောက်လန်ရေးကအလွန်ကောင်းမွန်ပေမဲ့လက်ဘရွန်မှာဟက်ရှ်ပိုလာကိုထိုးနှက်တာဟာအယ်ကိုင်ဒါခွဲထွက်အဖွဲ့တစ်ခုကဒမတ်စကန်မြို့ကိုတင်ပိုက်ဖို့အကူအညီဖြစ်လင့်မယ်ဆိုတာညှို့လင့်ခဲ့မှာမဟုတ်ပါဘူးခရိုင်းရဲ့ပြန်လည်ရောက်ရှိမှုဟာလက်တလောအတွက်မကြေရမှုတွေကိုယူဆောင်လာပါတယ်ဥရောပအာရှပစိပိုင်နဲ့အရှေ့အလယ်ပိုင်းမှာခရိုင်းရဲ့ဂတိတွေဟာယခင်အစိုးရနဲ့အမေးလိုလိုဆန့်ကျင်ဘက် ဖြစ်နေပြီးသူ့ရဲ့အစိုးရအဖွဲ့ဝင်တွေနဲ့တစ္ဆာရှိသူတွေရဲ့အမြင်တွေကလည်းထိုးနှေး၎င်းပါပဲ။ သူဟာထိတ်တက်ရင်ဆိုင်မုံကိုပုံပုံအာယုံစိုက်လာမယ်ဆိုရင်ဘလောက်ထိစွန့်စားနိုင်မလဲသဘောတူညီချက်တွေကိုရှာဖွေမယ်ဆိုရင်ဘလို့အပေးအယူတွေပါဝင်နိုင်မလဲပြီးတော့အမေရိကန်မဟာမိတ်တွေအတွက်ဘလို့အတိတ်ပေတွေတက်ရောက်နိုင်မလဲဒီလိုနိုင်ငံကနေပေတွေမှာဝါရှင်တန်ဟာပါဝင်ဖို့ပြက်ကွက်မယ်ဆိုရင်အခြားသူတွေကအဲ့ဒီကွက်လက်ကိုဘလို့ဖြစ်စီကြမလဲထရန့်ထောက်ကန်သူတွေဟာအပြိုင်ဆိုင်ရှင်းမုံရဲ့ကောင်းကျိုးတွေကိုမြင်ကြပါတယ်ပြိုင်ဘက်တွေနဲ့မဟာမိတ်တွေကိုတရိပ်ထားနေစေရာဟာပြိုင်ဘက်တွေကိုဟန်တာထားနိုင်ပြီး မဟာမိတ်တွေစီကသဘောတူညီချက်တွေကိုလွယ်လွယ်ရယူနိုင်ပါတယ်။ထရန့်ရဲ့နေတိုးအပေါ်သဘောထားမရေရာမှုဟာဥရောပသားတွေကိုသူရဲတိုက်ကြည့်ရဲ့လုံခြုံရေးအပေါ်စိုးရင်ပူပယ်စေခဲ့ပါတယ်။ဒါပေမဲ့မျောလင့်မထားတဲ့အခြေအနေဟာအလွေတကူပြောင်းလဲသွားနိုင်ပါတယ်။ဘသူမှစစ်ပွဲကြီးတစ်ခုလုံးကိုမလိုလားပေမဲ့အဓိကအင်အားကြီးနိုင်ငံတွေရဲ့မှားယွင်းတွက်ရှက်မှုဟာအခြေအနေတွေကိုပြောင်းလဲသွားစေနိုင်ပါတယ်။ထရန့်ဒါမှမဟုတ်အင်အားကြီးကောင်းဆောင်တွေဟာစစ်မှန်လိုလားသူဖြစ်လာမယ်ဆိုရင် ပြိုင်ဘက်တွေကလည်းအလားတူတုံ့ပြန်နိုင်ပါတယ်။ဒါမှမဟုတ်အမေရိကန်မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ဖိလစ်ပိုင်၊ထိုင်ဝမ်၊အရှေ့တို့ကလုံလုံချွန်ချွန်လုံမိပြီးတရုတ်ဒါမှမဟုတ်အီရန်တို့ကပြန်လည်တုံ့ပြန်လာနိုင်တာအမေရိကန်ကိုပါစစ်ပွဲထဲဆွေးသွင်းသွားနိုင်တဲ့ဖြစ်နိုင်ခြေတွေလည်းရှိနေပါတယ်။အခြားတစ်ဘက်ကလည်းကြည့်မယ်ဆိုရင်ထရန့်ကဝါရှင်တန်ရဲ့မဟာမိတ်တွေကိုပြစ်ပယ်မယ်ဆိုရင်အနိုင်ရသွားနိုင်သူကများသောအားဖြင့်မော်စကိုဖြစ်နိုင်ပေမဲ့ပြောင်းရင်ဒါမှမဟုတ်ဘေကျင်းတို့ကလည်း US မှာမိတ်တွေကိုကူညီဖို့ Trump ရဲ့ဆန္ဒရှိမရှိကိုစမ်းသပ်ဖို့လှုံ့ဆော်လာနိုင်ပါတယ်။ဒါက Washington မှာနိုင်ငံရေးအရှုပ်တော်ပုံတစ်ခုကိုဖြစ်စေပြီးသမရကိုမဟာမိတ်တွေအားကူညီလှုံ့ဆော်စေဖို့ဖိအားပေးလာနိုင်ပါတယ်။စစ်ရေးအရာရန်စတာမျိုးကပိုပြီးစီးလုံးညီညွတ်တဲ့ခုခံမှုတွေကိုပေါ်ပေါက်စေနိုင်ပါတယ်။တရုတ်၊ရုရှား၊မြောက်ကိုရီးယား၊အီရန်တို့လိုခေတ်သစ်ဝင်ရွှန်းစမ်းနိုင်ငံတွေအကြောင်းပြောဆိုမှုတွေကအကဲပုံနေပါတယ်။ ဒီနိုင်ငံလေးနိုင်ငံဟာအမေရိကန်ရဲ့အာဏာကိုခုခံဖို့နဲ့ပိတ်ဆို့မှုတွေကိုခြောင်ခြားဖို့ကလွေးရင်အရှင်းချင်းမျှဝေထားတဲ့အကျိုးစီးပွားရှိမနေပါဘူး။ဒါပေမဲ့သူတို့ဟာတယောက်ကိုတယောက်ပိုပြီးကူညီလာကြတာကိုမြင်လာရပါတယ်။အီရန်နဲ့မြောက်ကိုရီးယားကလက်နက်တွေတယောက်ရဲ့စစ်ပတ်အရက်ဖတ်နှမျိုးသုံးပစ္စည်းတွေအခုဆိုမြောက်ကိုရီးယားစစ်သားတွေကပူတင်ရဲ့ယူကရိန်းစစ်ပွဲမှာဝင်ရောက်တိုက်ခိုက်ပေးနေပါတယ်။ပူတင်ကမြောက်ကိုရီးယားခေါင်းဆောင်ကန်ဂျွန်အန်နဲ့နွေမာလာမှာလက်မှတ်ထိုးခဲ့တဲ့ကာကွယ်ရေးစာချုပ်က ပျောင်ရန်ကိုဥရောပမှာနေတဲ့စစ်ပွင်နဲ့ချိတ်ဆက်လိုက်ပြီးကိုရီးယားကျွန်းစီလုံခြုံရေးကိုပါထိခိုက်စေနိုင်တဲ့အလားအလာရှိနေပါတယ်။ထရန့်အနေနဲ့ဂန္ဓာပေါင်းစုံမှာရန်လုံမှုန့်ကိုပုံမမြင့်တင်ခဲ့ရင်အဆိုပါနိုင်ငံရဲ့အကြကားအချင်းချင်းဆက်နွယ်ကူညီမှုတွေဟာပိုပြီးအကောင့်လာနိုင်ပါတယ်။ဥပမာအမေရိကန်အနေနဲ့ဥရောပကိုတရုတ်နိုင်ငံအပေါ်ကုန်တင်ရေးကန့်သတ်ချက်တွေကိုပုံမတင်းကျပ်စေဖို့တွန်းအားပေးရင်ဒါမှမဟုတ်အရှေ့နိုင်ငံတွေအထက်ကနေတိုးကိုပါဝင်လာစေဖို့ဖိအားပေးတာတွေလုပ်ခဲ့ရင် အဆိုပါနိုင်ငံတွေရဲ့ဆက်ဆံရေးပုံမနိကက်သွားချိန်မှာပါသဘောတူညီချက်တွေဖန်တီးရမှာတော့ Trian သမျိုးကြမဟုတ်တဲ့ရှင်းကပ်မှုတွေဟာရည်တည်ချက်မှန်ခဲ့ရင်တော့ပိုအကျိုးရှိနိုင်ပါတယ် Trian အနိကက်အတိုင်းဝိုင်းတရှုကတင်ပြထားတဲ့တရုတ်ကောင်ဆောင်ရှီကျင်းဖင်နဲ့ကြီးကျယ်တဲ့သဘောတူညီချက်ရရှိဖို့ဆိုတဲ့ Washington အားအာရှမှာတရုတ်ရဲ့ဥဆောင်မှုကိုလက်ခံစေပြီးတကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက်အရေးကြီးပြီးအစင်းမြစ်မိုက်ခရိုရှစ်တွေကိုထုတ်လုပ်သူဖြစ်တဲ့ထိုင်ဝင်အပါအဝင် အခြားနိုင်ငံတွေကိုလက်ခံစေမဲ့သဘောတူညီချက်တစ်ခုပြုလုပ်နိုင်ပြီးယူကရိန်းကိုစစ်လက်နက်ကင်းစင်စေကပူတင် တောင်းဆိုထားတဲ့အတိုင်းလုံခြုံရေးအာမခံချက်တွေမရှိပဲထားရက်ခဲ့မှဆိုရင်တော့အဲ့ဒီသဘောတူညီချက်တွေဟာလည်းအလင်းအမြန်ပြတ်စေသွားမှာပါထရန့်ကအမေရိကန်ရဲ့မဟာမိတ်တွေကိုအထက်ပါအစီအစဉ်အတိုင်းမလုံဆောင်ဘူးလို့ယုံကြည်စင်နိုင်တဲ့တန်အောင်အရှဒါမမဟုတ်ဥရောပမှာလွှမ်းမိုးမှု နေပေအမျိုးအစားဆိုင်ရာသဘောတူညီချက်တွေအတွက် တင်ရင်နဲ့လမ်းကြောင်းမရှိနိုင်တော့ပါဘူး။ရှင်နဲ့ဆွေးနွေးမှုနဲ့ပြုလုပ်တာနဲ့စစ်တပ်ကစစ်တပ်ဆိုင်ရာအရေးပေါ်ဆက်သွယ်ရေးလိုင်းတွေထိတ်တန့်အမျိုးသားလုံခြုံရေးအရာရှိတွေအကြားနောက်ကွယ်ကနေဆက်သွယ်ရေးလမ်းကြောင်းတွေလိုရှိပြီးသားကာကွယ်မှုအစီအမံတွေကိုအဖြစ်ဖို့ကြိုးပမ်းမှုန့်တွေဟာအမေရိကန်တရုတ်ဆက်ဆံရေးကိုပုံမတင်ရင်နဲ့အခြေအနေကိုရောက်ရှိစေနိုင်ပြီးတရုတ်ပတ်ဝန်းကျင်မှာရှိတဲ့ဝေဟင်နဲ့ရေပြင်တွေမှာဖြစ်ပေါ်တဲ့ပဋိပက္ခတွေကိုကျေပြန့်မလာအောင်ထိန်းထားနိုင်မှာပါရုရှားနဲ့ပတ်သက်တဲ့အဆိုးရွားဆုံး အငင်းပွားမှုတွေကိုအနာဂတ်ညှိနှိုင်းမှုတွေအဖြစ်ရွှေ့ဆိုင်ထားတဲ့အပြစ်ကတ်ရက်စရဲ့သဘောတူညီချက်တစ်ခုဟာစံပြမဟုတ်တိတိုင်အောင်ဖြစ်နိုင်ခြင်းရှိနေပါတယ်။ပူတင်ကတော့အပြစ်ကတ်ရက်စရဲ့ကိုပေးရှားနိုင်ပွဲရှိနေပါတယ်။ဒါပေမဲ့ထရန့်ကအပြစ်ကတ်ရက်စရဲ့ကိုအောင်မြင်အောင်ပြုလုပ်နိုင်ခဲ့ရင်လည်းဒီနေ့အထိဖြစ်ပေါ်နေတဲ့ပျက်စီးမှုတွေနဲ့တင်းမာမှုအန်ဒီထက်တော့ပိုပြီးကောင်းမွန်ပါလိမ့်မယ်။အဲ့လိုအစီအစဉ်တွေဟာဝါရှင်တန်အာရှနဲ့ဥရောပမဟာမိတ်တွေကိုသူတို့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးအတွက် တာဝန်ပို့ပြီးယူနိုင်မှုတဖြည်းဖြည်းဖိအားပေးနိုင်ပြီးပြင်ဆင်မှုမရှိဘဲအမေရိကန်ကာကွယ်မှုအောက်မှာပဲနေနေကျင်းတဲ့ပိုကောင်းပါတယ်။မြောက်ကိုရီးယားဒါမှမဟုတ်အီရန်တို့နဲ့နျူကလ িয়ার ဆွေးနွေးမှုတွေဟာရလဒ်ထွက်ပေါ်လာနိုင်ခြင်းရှိနေပါတယ်။အရင်တုန်းကအချိန်တွေမှာထရန်ရှင်ကမ်မွန်ဟာသဘောတူညီချက်တစ်ခုရလုနေပါအထိဥတည်နိုင်ခဲ့ရပါ။အဲ့ဒီသဘောတူညီချက်ဟာမပြည့်စုံပေမဲ့ပြောင်းရဲရဲ့နျူကလ িয়ার အစီအစဉ်ကိုကန့်သတ်နိုင်ခဲ့ပါတယ်။ကင်နဲ့ရုရှားတို့ဟာဆက်နွယ်မှုရှိပေမဲ့ပြောင်းရင်းဟာ ်ဝါရှင်တန်နဲ့ကောင်းမွန်လာနိုင်တဲ့အထူးကြံနိုင်ငံတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။အီရန်နဲ့ပုံမောကောင်းမွန်တဲ့အလားအလာတွေလည်းရှိနေပါတယ်။စစ်စနစ်များစွာအတွင်းအားနည်းနေတဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုတာမကသူ့ရဲ့ရော့နယ်သွားတဲ့ကွန်ဆလစ်ကွန်ရက်ကိုပါကန့်တတ်နိုင်ဖို့သဘောတူနိုင်ပွဲရှိနေပါတယ်။ဝါရှင်တန်အနေနဲ့အီရန်အစ္စလာမ်သမ္မတနိုင်ငံကိုတင်ငင်စေဖို့ကတိပြုနိုင်ပြီးအစ္စရေးကိုအီရန်နဲ့ပဋိပက္ခမဖြစ်စေစ조사နိုင်ပါတယ်။ထရန့်ကအစိုးရပြောင်းလဲရေးကိုစိတ်ဝင်စားကြောင်းပြောထားပြီးလည်းဖြစ်ပါတယ်။ ဒါဆို2025ခုနှစ်ရဲ့မှန်းဆလို့မရနိုင်တဲ့အခြေအနေကိုဘယ်လိုခံမမလဲဘယ်လိုပဲဖြစ်ဖြစ်ဥပဒေမဲ့အခြေအနေကိုရောက်သွားနိုင်တဲ့ဖြစ်နိုင်ခြင်းဟာဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုဟာသူ့ရဲ့အကျိုးစီးပွားနဲ့ကိုက်ညီတဲ့နေရာတွေမှာနိုင်ငံတကာဥပဒေကနေသူကိုယ်တိုင်နဲ့မိတ်ဆွေတွေကိုအမြဲတမ်းကင်းလွတ်ခွင့်ပေးထားခဲ့ပါတယ်ဒါပေမဲ့မကြာသေးခင်စစ်စွန်းရဲ့များစွာရဲ့မညီညာတဲ့စံနှုန်းတွေကြောင့်ပဲအခြေအနေတွေဟာဆိုးဝါးပြီးရင်ပိုပြီးဆိုးဝါးလာဖွယ်ရှိနေပါတယ် ထွက်ခွာသွားခဲ့တဲ့သမ္မတဂျိုးဘိုက်တန်ဟာကမ္ဘာအစီအစဉ်တွေကိုစကလုံးအနက်သာဂုဏ်ပြုခဲ့ပြီးအစ်ရဲရဲ့ဂါဇာဖျက်ဆီးမှုကိုမျက်ကွယ်ပြုခဲ့ပေမဲ့လည်းထရန့်ကတော့ပြက်ပြက်သားသားကိုင်တယ်လာနိုင်ပွဲရှိနေပါတယ်။အကယ်၍အစ်ရဲကအနောက်ဘက်ကမ်းမြောင်ကိုအမေရိကန်သဘောတူညီချက်နဲ့တင်ပိုက်ခဲ့တယ်ဆိုရင်ဒါမှမဟုတ်ဝါရှင်တန်ကမက္ကဆီကိုရဲ့မူရစ်ကိုင်းတွေကိုတစ်ဖက်သက်ဘုံကျဲခဲ့တယ်ဆိုရင်အာနေနေရဲ့စံနှုန်းတွေဟာပုံမပြိုကွဲသွားနိုင်တဲ့အနေရရှိနေပါတယ်။စစ်ပွဲဖြစ်နေတဲ့နိုင်ငံတွေဟာ အကျက်သားတွေရဲ့ဒုက္ခတွေကိုဂရုမစိုက်တော့ပါဘူးအခြားကောင်းဆောင်တွေကအင်ဒီဂျင်းနိုင်ငံတွေရဲ့နေမြင်အပိုင်းအစတွေကိုတင်ပိုက်နိုင်မလားစံသက်ကြည့်ရှင်ပွဲရှိနေပါတယ်အခုကဲစစ်ပွဲအများစုဟာဆက်လက်ပြင်းထန်နေပွဲရှိပြီးအချို့ကိစ္စတွေမှာပထဝီနိုင်ငံရဲ့ရက်ခတ်မှုတွေပြောင်းလဲသွားတဲ့အထိဒါမှမဟုတ်ပြိုင်ဖက်တွေကိုအပိတ်တ်ဖို့အခွင့်အလမ်းတွေပေါ်ပေါက်စေတဲ့အထိအပြည့်အခက်ရစေရတဲ့အတူအနည်းငယ်ရက်တန့်သွားနိုင်ကြလဲရှိလို့နေပါတယ်ထရန့်ဟာသဘောတူညက်တွေချုပ်ဆုံနိုင်ပြီး ပြောင်းရန်ဒါမှမဟုတ်တီဟီရန်နဲ့အာရှဒါမှမဟုတ်အရှိအလေပိုင်းလုံခြုံရေးကိုပြန်လည်ဖန်တီးပေးမဲ့သဘောတူညီချက်တွေပီကျင်းနဲ့ပြိုင်ဆိုင်မှုတွေကိုပဋိပက္ခစီကိုဥတည်မသွားအောင်ထိမ့်သိမ့်ပေးမဲ့သဘောတူညီချက်တွေဒါမှမဟုတ်မော်စကိုနဲ့ယာယီအေဂျင့်မှုကိုဖြစ်ပေါ်စေမဲ့သဘောတူညီချက်တွေပေါ်ပေါက်လာနိုင်ပါတယ်ဒါပေမဲ့အိမ်မက်ဆိုအခြေအနေတွေဖြစ်တဲ့အာရှတိုက်မှာစစ်ပွဲတစ်ခုဥရောပမှာပုံမိုကျပြတဲ့စစ်ပွဲတွေဒါမှမဟုတ်အီရန်အစိုးရကိုဖျောက်ချဖို့ကြိုးပမ်းမှု ါလက်စတိုင်းတွေကိုအစုလိုက်ပြုံလိုက်နှင်ထုံမုံကြောင့်အရှိအလေပိုင်းမှာပဋိပက္ခတွေပုံပုံဆိုးဝါးလာတို့လိုဖြစ်နိုင်ခြေတွေကိုလည်းမေ့ထားလို့မရနိုင်ပါဘူးပြောင်းလဲမှုတွေရဲ့အချိန်မြင့်တက်လာမှုနဲ့အမျှကဘာကြီးဟာအတွဲခေါ်ပြောင်းလဲမှုတစ်ခုအတွက်အသင်းဖြစ်နေပုံကြပါတယ်ဒီအပြောင်းလဲဟာနှိမ့်နိုင်ဆွေးနွေးပွဲတွေမှာဖြစ်ပေါ်လာမှာလားဒါမှမဟုတ်စစ်မြေပြင်မှာဖြစ်ပေါ်လာမှာလားဆိုတာကတော့မေးခွန်းထုတ်เสียပါနောက်နေ့မှာကျန်တဲ့2025ခုနှစ်အတွင်း စောက်ကြည့်တင်တဲ့ပဋိပက္ခစေကူအကြောင်းကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။အဲနိုင်ငံတွေမှာတော့ဆီးရီးယားဆူဒန်ယူကရိန်းနဲ့ဥရောပရဲ့လုံခြုံရေးအစ္စရေးပါလက်စတိုင်းပဋိပက္ခအီရန် US အစ္စရေးအကြောင်းအရာတွေအီရန်အမေရိကန်အစ္စရေးရဲ့အချုပ်တော်ဘုံတွေဟီတီရဲ့အကြောင်းအရာတွေ US မက္ကဆီကိုပဋိပက္ခတွေမြန်မာပြည်တွင်ပဋိပက္ခတွေကိုရီးယားကျွမ်းကျင်ဆိုင်ရာကိစ္စတွေနဲ့တရုတ်အမေရိကန်ဆက်ဆံရေးကြားကအခြေအနေတွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်